လွန်ခဲ့တဲ့နှစ်ပေါင်း900ကမိဖုရားဟာမမခောက်ဆွဲ၆တပကံစားကျင်ခဲ့တယ်။အနာဂတ်ကလာလာမှုတော်ဝင်စားဖို့မှုကသူ့ရဲ့ချက်ပြုတ်ဆွမ်းရည်အားလုံးကိုအသုံးပြုပြီးခောက်ဆွဲတပကံပြုလုပ်ခဲ့တယ်။ဒါပေမဲ့မိဖုရားကအရတာတစ်မျိုးတည်းကိုပဲမြည်ကြည့်ပြီးချက်ချင်းထွေးထုတ်လိုက်တယ်။ဘာလို့လဲဆိုတော့အရတာကသူမစိတ်ကူးထားတာနဲ့လုံးဝမတူလို့ပါတော်ဝင်စားဖို့မှုကဒုတိယဘဏ်ခံပြုလုပ်ခဲ့တယ်ဒါပေမဲ့မိဖုရားကတစ်ချက်ပဲကြည်လိုက်မိတယ်ပြီးတော့သူမရဲ့တူတွေကိုပြစ်ချလိုက်တယ် တော်ဝင်စဖို့မှုကစိတ်မရှိတော့ဘဲတတိယပန်းကံပြုတ်ခဲ့တယ်။ဒါပေမဲ့မိဖုရားကကျင်းနှံ့မှုမရှိသေးဘူး။သူမကိုယ်တိုင်မမခောက်ဆွဲချောက်လို့ကိုချက်ချင်းဆုံးဖြတ်လိုက်တယ်။ချက်ပြုတ်ရမှာအတိကတော့ချက်ကနောက်တစ်ခုကအပူထင်းချုံမှုဖြစ်ပြီးပါဝင်ပစ္စည်းတွေကိုပြင်ဆင်တာပါ။လူတိုင်းကသူမရဲ့စွမ်းရည်ကိုတန်တရားဝင်ကြတယ်။မမျှော်လင့်ပဲမိဖုရားရဲ့ဓာတ်ကျွမ်းကျင်မှုကအလွန်ကောင်းမွန်တဲ့လှုပ်ရှားမှုအနေငယ်အတွင်းမှာပဲသူမဟာဟင်းသီးဟင်းရွက်တွေကိုလှီးဖြတ်ပြီးသွားတယ်။ ပြီးတော့သူမဟာခောက်ဆွဲတွေကိုသူတွေနဲ့ပတ်ပြီးလိုင်းတုံးပုံစံအချောက်ခံလိုက်တဲ့စီရဲ့အပူချိန်80ရောက်တဲ့အခါကြော်လို့ရပြီးသူမကကြိုတင်ပြင်ဆင်ထားတဲ့အရာတာတွေကိုဖန်ပလင်းနဲ့ထည့်ပြီးတုံနဲ့ကြိတ်ချပြီးနောက်မှသုံးဖို့အမှုန့်ဖြစ်အောင်စစ်ထုတ်လိုက်တယ်။နောက်ဆုံးမှာတော့အရာတာအားလုံးကိုအတူတူရောမှွေလိုက်တယ်ပြီးတော့ပြုတ်ထားတဲ့အမဲသားမမခောက်ဆွဲတစ်ပတ်ကံပြီးပါပြီ။မိဖုရားကမမခောက်ဆွဲကိုတိုက်ခိုက်လိုက်ပါတယ်။ဒီတခါတော့သူမရဲ့အရာတာခံအာယုံတွေကတကယ်ကိုကျဉ်နေနေပါပြီ။ ိမ်ဖုန်မလေးတောင်စားပြီးတဲ့နောက်မျက်ရည်ကျရပါတယ်ဒါပေမဲ့တော်ဝင်စားပုံမူကတော့အရန်ယုံကြည်မှုမရှိဘူးသူ့ကိုမကျေနပ်နေဘူးသူဟာဆယ်စုနှစ်များစွာအလုပ်လုပ်ခဲ့ပေမဲ့ချက်ပြုတ်လေးမရှိတဲ့အမျိုးသမီးတစ်ယောက်ကိုရှုံးနိမ့်ခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်အယုံကိုဝန်ခံဖို့ငြင်းဆန်ပါတယ်ဒါပေမဲ့ဟင်းရီတစုံကိုစားလိုက်တဲ့အခါသူအရန်အံ့ဩသွားပြီးဇုံးကိုတောင်ပြုတ်ကျသွားပါတယ်